မင်္ဂလာပါမိတ်ဆွေများအားလုံးကိုကျွန်တော်တို့ရဲ့ Listeners Heaven Channel ကနေကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်တို့စာဖတ်ပြသူဝေယံဖြစ်ပါရခင်ဗျာဒီနေ့မှာတော့မိတ်ဆွေတို့ကို1959ခုအောက်တိုဘာလထုတ်ရှုမဝမဂ္ဂဇင်းတွင်ပါဝင်ခဲ့တဲ့စာရေးသူတန်းဆွေရေးသားထားတဲ့တသက်တခါလို့နာမည်ရတဲ့ဝိထုတူကိုဖတ်ပြပေးမှာပဲဖြစ်ပါရယ်မိတ်ဆွေများအားလုံးပဲတူတူလိုက်ပါပြီးတော့ နာတော်တာစင်ကြည့်ပေးပါအောင်ခမညာတသက်တခါကျွန်တော်ဘဝတသက်တာရင်းမကြာခဏသတိရနေမိသောနေ့ရက်အနေငယ်ရှိသည့်အနံထိုနေ့သည်လည်းတနေ့အပါဝင် ဖြစ်လေသည် ထိုစဉ်အခါကကျွန်တော်သည် BA စာမေးပွဲကို အင်္ဂလိပ်စာဂုဏ်ထူးဖြင့်အောင်ပြီးစဖြစ်အစိုးရအမှုထမ်းလောက်ရကောင်းသူစစ်တပ်ထဲဝင်ရကောင်းသူ BL စက်တက်ရကောင်းသူစသည်ဖြင့်တနိုးနိုးဖြစ်ကား မိဘရက်ထံသို့လည်းမပြန်ဖြစ်ပေနေရမှကောလိပ်တွင်ကျူတာတနေရာလစ်လက်ကြောင့်သိရသဖြင့်ကျူတာလုံနေသော အခါကာလဖြစ်ကျွန်တော်သည်ကျောင်းစာထက်အပြင်စာကိုစိတ်ဝင်စားသူဖြစ်ကျောင်းလောကထက်အပြင်လောက၌မှု့လျော်သူဖြစ်ဘီအောင်သဖြင့်ကျောင်းစာကျောင်းလောကနှင့် ဝေးရချေပြီးဟု ထင်ခဲ့တော်လေကောလိပ်၌ကျူတာလုံရပြန်သောအခါကျွန်တော်မှစိတ်မသက်မသာဖြစ်ခဲ့ရလေသည်သို့သော် သိမရခင်ဝါပေါင်းကုတ်ဆိုတဲ့ကဲ့သို့ကျောင်းစာကိုပင်မင်းတိုင်းကြီးလိလာတင်ကြားရလေသည်အပြင်စာနှင့်အပြင်လောကကိုလည်းအလွတ်မပေးခဲ့ချေထို့ကြောင့်အချိန်အားလက်တိုင်းကျောင်းဆောင်မှထွက်၍နေတက်လေသည်တခါတရံအင်းရကန်ဆောင်ချောင်းကြကြတနေရာတွင် ထိုင်လျက်တမျိုးလဲလျောင်းလျက်တဖုံစာဖက်၍နေတက်လေသည် ထိုနေ့ကလည်းကျွန်တော်သည်အင်းရကန်ဆောင်ရှိတခုသောခြုံကွယ်တွင်စာဖက်၍နေခဲ့လေသည် နေလေမသည်ညနေသို့တိုင်ခဲ့ကကျွန်တော်ဖတ်နေသောစာအုပ်သည်ပြီးဆုံးခဲ့၏စာအုပ်မှာဂျာမန်စာရေးဆရာကြီးဂါထေးရေးသည့်လူလင်ပြိုဝါသာ၏ကြေကွဲဖွယ်ရာများဖြစ်စိတ်ဆက်ကြောင်းလန်းပြီးသားမင်းကလေးတဦးအားအချစ်ကြီးချစ်ခဲ့မိသည့်ဝါသာသည်ဤတသက်တွင် ထိုမင်းကလေးနှင့်ညီသည့်နီးနှင့်မျှမနီးနိုင်ကြောင်းသိရသည်၌မင်းကလေးနှင့်ဝေးရသူထွက်ပြေးတိမ်းရှောင်နေခဲ့တော်လေမင်းကလေးကိုယ်သာ တတိယတန်းတာနေမိသောကြောင့်နောက်ဆုံးတွင်မိမိကိုမိမိတက်သေးလိုက်သောဇလန်းဖြစ်ဝိထုဇလန်းမှာမစမ်းကြဲတော်လေမိမိကိုမိမိတက်သေးလောက်ဖန်တီးလာသည့်စိတ်အခြေခံနှင့်ခံစားချက်တို့ကိုဖွဲ့ဆိုထားရ၌စာရေးဆရာကားထေး၏အရေးသားမှာကောင်းမွန်လှသဖြင့်စိတ်ထဲတွင်ဆွဲလန်း၍ကြံ့ရစ်လေတော်သည်ဝိထုအဆုံး၌ဝါသာကသူနှင့်သူချစ်သူတို့တွေ့ဆုံကြရင် သူအား မွေးနေ့လက်ဆောင်ဖြင့်ပေးထားသောပန်းနုရောင်ဖဲပြားကလေးကိုသူ့အလောင်းနှင့်အတူမြှောက်ပါရန်သူ့ချစ်သူရှားလော့အားမှားချားခဲ့ပုံမှာဝိထုဖတ်ပြီးသည့်အတန်ကြာအောင်ပင်သတိရ၍နေမိလေသည်ထို့မှအင်းအားရေပြင်ကိုငေးဆိုက်၍ကြည့်မိပြန်လေသည်ညနေဆောင်ဖြစ်သဖြင့်အင်းအားရေပြင်သည်ငြိမ်သက်လျက်ရှိကတိမ်ရောင်စုံတို့ဖြင့်အရေးများထင်လျက်ရှိလေသည်ဤရင်ဤအင်းအားကံရေပြင်၌များစွာသောလူငယ်တို့သည် လူလင်ပြိုဝါသာကဲ့သို့မိုင်မဲစွာတတ်သေးခဲ့ကြဘူးသည်များကို အမှတ်ရမိလာလေ၏ကျွန်တော်ရန်ကုန်တက္ကသိုလ်သို့မရောက်မီကပင်အင်အားကန်တွင်မိမိကိုမိမိတတ်သေးကြသည့်ယောက်ျားပြိုမိန်းမပြိုများအကြောင်းကိုသတင်းစာများ၌မကြာခဏဖတ်ရှုခဲ့ရလေသည် ကျွန်တော်ရန်ကုန်တက္ကသိုလ်သို့ရောက်သောအခါတွင်လည်းចောင်းသားចောင်းသူအရွယ်လူမမေတို့ကိုကိုကိုတက်သေးကြသည့်အဖြစ်များကို နှစ်စဉ်လိုလိုပင်ကြုံရတွေ့ရကြားရပြန်လေသည် ၎င်းတို့အထက်တွင်ပညာတတ်လူရန်စားဟုဆိုသောကျွန်တော်တို့တက္ကသိုလ်ကျောင်းမှကျောင်းသားကျောင်းသူများပင်ပါလေသည်ဤသို့လျှင် ကျွန်တော်သည်အင်အားကံရေပြင်နှင့်ဝါသာဤကြေကွဲဖွဲ့ရာများကိုဆက်ကာတွေးတောနေရမှအင်အားကံဆောင်၌လူသူကင်းမဲ့လျက်ရှိသည့်အဖြစ်ကိုသတိပြုမိကပြန်တော့မည်ဟုဟန်ပြင်လိုက်သည့်အခါကျွန်တော်ထိုင်နေရာခြုံပေးမှ ဖြတ်သွားသောမိမပြိုတယောက်ကိုတွေ့လိုက်ရသဖြင့်ကိုရှိန်တက်၍နေလိုက်ရလေသည် မိမပြိုကကျွန်တော်ကိုညင်ဟန်မတူချေသူပြေးသွားဟန်မှာ ထိတ်ထိတ်ပြပြရှိလာပေသည်စပေးနောက်တွဲလေးမှာပြေလူပြေခင်ဖြစ်နေသည်အင်ဂျီနှင့်ထမိန်တို့မှလည်းဖို့ရဖာယာဖြစ်နေသည် ထမိန်ကိုစွန်တောင်ဆွဲထားသဖြင့်ဝါဝင်းနေသောတလုံးသားများမှာရေးရောင်ပြန်ဟတ်မှုကြောင့်ပုံမူထင်ရှားလျက်ရှိလေသည်ကျွန်တော်သည်မိမပြို၏နောက်ပိုင်းကိုကြည့်ရင်းကဤပုံသဏ္ဍာန်မျိုးကိုမြင်ဘူးပါသည်ဟုတွေးမိလာ၏ထို့မှမိမပြိုသည် မတ်ဆောက်သော ကမှုစွန်းထက်တွင်ရက်ကလက်အုပ်ချီနေတယောက်ယောက်တစ်ခုခုကိုရွတ်စုံနေတယောက်ယောက်တွေ့ရပြန်ရာတင်္ကာမကင်းရှိလာသည်နှင့်ဟေးဟေးညီမလေးဟု အော်လိုက်မိပါသည်သို့သောမိမပြောသည် ကျွန်တော်အော်တယ်မဆုံးမီရေထဲသို့ခုံချလိုက်ပါသည် ကျွန်တော်လည်းရုတ်တရက်ကြံရမရဖြစ်ကပတ်ဝန်းကျင်သို့ကြည့်မိပါသည်မြေသူကိုမှမတွေ့ရဘဲတကိုယ်တည်းဖြစ်နေသည်ကိုတတိပြန်ရတော့မှ ရှယ်အင်းကြီးကိုချွတ်၍ ပဆိုးကိုကရောင်းကြိုက်ကရေထဲသို့ခုန်ချပြီးမိမ့်မပြိုလေးမြုပ်သွားသောနေရာသို့ကူးသွားမိပါသည်ချက်ချင်းလိုလိုပင်မိမ့်မပြိုသည်ရေပေါ်သို့ပေါ်တက်လာရာ ကျွန်တော်သည်သပင်ကိုဖမ်းဆွဲလိုက်ပြီးကမ်းပတ်သို့ကူးရက်လိုက်လေသည်ရေနဲ့သောနေရာဖြစ်တော်လေကမ်းနှင့်ဤသဖြင့်ခဲရင်ပင်ပန်းခြင်းမရှိဘဲကဲတင်နိုင်ခဲ့ပါသည်ကုန်းပေါ်သို့ရောက်သောအခါကျွန်တော်သည်ကင်းထောက်ပွားကတင်ခဲရဘူးသောဤရက်တိုင်းမိမ့်မပြိုကိုမြေပြင်တွင် ဝမ်းရမှောက်စေ၍ကြောကိုလက်ဖြင့်ဖိကရေတို့ကိုအန်ထုတ်စေပါသည် နောက်ဆုံး၌မိမပြိုသည်တတိရလာပါတော့သည်ဤရင်ရွှဲရွှဲဆုံနေသော သူဤကိုပေါ်သို့ကျွန်တော်ဤရှဲအင်းကြီးအချောက်ကိုလွှမ်းခြုံပေးလိုက်ရင်ဟင်ဟင်ကြောင်းကမဟုတ်လားဟုအံ့ဩစွာမေးမိလေသည် ဟုတ်ဟုတ်ဟုတ်ပါရဲ့ဆရာမင်းကြောက်ကိုသိသလားသိသိသိပါရဲ့ဆရာမလိုက်ပါဘီညီမရာ ။ဘာဖြစ်လို့များဒီလိုလုပ်ရပါလဲ။မင်းမှပညာရီဒီလောက်သင်ထားပြီးအသက်တချောင်းရဲ့တန်ဖိုးကိုတော့မှနားမလည်ဘူးလားကွာ။မင်းမပြောသည်ဘာမှမပြောဘဲငေးနေ။ဘာဖြစ်လို့ဒီလိုလုပ်ရတာလဲ။အချစ်အတွက်ကြောင့်ပေါ့ဟုတ်လား။ကြီးစားအတွက်ကြောင့်လား။မင်းမပြောကမြည်တော့မှမပြောဘဲနေရမှငိုလေတော့သည်။ငိုမနေစမ်းပါနဲ့ကွာ။ကြီးစားကြောင့်အချစ်ကြောင့်ငိုရတာဟာကိုခွန်အားကိုအလဟတ်တ်ဖြုံးတိပစ်တာပဲ။ငိုရတာမပင်ပန်းဘူးလား။မငိုပါနဲ့ဟာ။ လောကမှာရည်စားဦးနဲ့ကွဲမှုတဲ့လူကြီးပဲအချစ်အတွက်နဲ့စိတ်ညစ်ရတဲ့လူကြီးပဲဒီလိုရည်စားဦးနဲ့ကွဲတိုင်းအချစ်ကြောင့်စိတ်ညစ်ရတိုင်းမင်းလိုသာငိုနေမယ်ကိုကိုကိုတတ်သိကြမယ်ဆိုရင် လောကမှာလူတယောက်မှရှိတော့မှာမဟုတ်ဘူးမမိုက်ပါနဲ့ကွာမိမက်ပြိုသည်ခေါင်းကိုငုံကငိုမြဲငိုနေလေသည်ကိုကိုကိုတတ်သိတယ်ဆိုတာရာဇဝတ်မှုကွယ်မင်းအခုဆရာနဲ့တွေ့လို့ခုလိုနေရတာတခြားသူနဲ့တွေ့မယ်ဒါမှမဟုတ် အစိုးရဘက်သားတယောက်နဲ့တွေ့မယ်ဆိုရင်မင်းခုဂတ်တဲကိုရောက်နေပြီကဲမင်းမပြောချင်လဲနေပါမင်းကိုရေးကိုတာကိုငါဘာမှမဆက်စုပါဘူးအရေးကြီးတာကမင်းအေးအေးမမိအောင်လုပ်ဖို့ပဲအီရီမမင်းမပြောသည်ရုတ်တရက်ကင်လှုပ်ခံရတကယ်တော့လှုပ်ရှားလာပြီးမျက်ရည်စာများကိုတုတ်ကကျမဆရာကျေးဇူးမမေ့ပါဘူးဆရာဒါပေမဲ့ကျမအခုတော့တည်ခြင်းနေဆရာ အေးအေးမိယောဂာနဲ့တည်ရလဲအေးတာပါပဲဆရာ လူတိုင်းလူတိုင်းကျမလိုပဲအခြေအတွက်စိတ်ညစ်ရမှာပဲဆိုတာလေကျမသိပါရဲ့ဆရာကျမလိုပဲရည်စားဦးနဲ့အစင်မပြေဖြစ်ဖို့မှာပဲဆိုတာလေကျမသိပါရဲ့ဆရာဒါပေမဲ့ကျမအဖြစ်က ပိုဆိုးတယ်ဆရာ ကိုကိုကိုတတ်သေးချင်းလောက်အောင်ဆိုးပါရဲ့ဆရာဟာဒါကတော့လူငယ်တိုင်းထင်တတ်ကြတာမျိုးပဲသက်ကာယဆိုတာအဲ့ဒါပေါ့ယောဂါတမျိုးတွေအတူဆွဲရလူတော့ကိုယောဂါကပိုပြင်းတယ်လို့ထင်ကြတာမျိုးပဲမေပဒါစာရီအကြောင်းကိုဖတ်ဖို့ရမဟုတ်လား မင်းဒုက္ခဟာပထာစာရီထက်ကြီးသလားပထာစာရီရဲ့ဒုက္ခကိုယ်တော်မှဖခင်ကဘာမှမကြည်ကြဘူးဓမ္မတာပဲဖြစ်ရိုးဖြစ်စဉ်ပဲဆိုတာသိအောင်ပြလိုက်တယ်မဟုတ်လားဒီလိုပဲလူဆိုတာကိုယ့်အဖြစ်ကိုမှတကယ်အဖြစ်လို့ထင်ကြတာပဲကျမကမို့ကျမပြောတာမဟုတ်ပါဘူးဆရာ ကျမဝမ်းနေလို့လို့ပါရင်နာလို့လို့ပါ ကျမသူ့ကိုတကယ်ချစ်တာပါဆရာမိန်းကလေးတယောက်အနေနဲ့အချစ်နိုင်ဆုံးချစ်ပြီးသူ့အလိုကိုအလိုက်ဆုံးလိုက်ခဲ့တာပါဆရာ ခုတော့သူကကျမကိုတစ်စိမ်ချိုးမိန်းကလေးသည်ရှေ့ဆက်၍စကားမပြောနိုင်တော့ပဲရှိုက်ကရှိုက်ကငိုပြန်လေတော့သည်အော်တယ်လေးခတ်တဲ့မိန်းကလေးပဲမင်းကတကယ်မေတ္တာနဲ့ချစ်ခဲ့တယ်ဆိုရင်မင်းရဲ့တာဝန်ကျေတာပဲမဟုတ်လားတကယ်မေတ္တာစစ်ဆိုတာကိုကချစ်နေရရင်ပြီးတာမျိုးပါသူကပြန်မချစ်လဲဘာရေးလဲလို့သဘောထားနိုင်ရမှာပေါ့ကိုကဒီလောက်ချစ်ရတဲ့ကိုကိုရက်ဆက်တဲ့ယောက်ျားကိုဘာဖြစ်လို့များ ဆွဲလန်းနေစရာလိုသလဲမိပြစ်လိုက်ရုံပေါ့ကျမတေမမိပါပါဆရာကြီးတေမမိမာပါကဲဒါရီပြောမနေပါနဲ့မှောင်စပြုတ်လာပါပြီတော်တော်ကြာတခြားလူနဲ့တွေ့ရင်တမျိုးတမယ်ထင်နေဦးမယ်ကဲပြန်ကြစို့သွားကြစို့မင်းကြောက်ဆောင်ပါပဲနေတယ်မဟုတ်လားအဝါရအောင်ဆရာလိုက်ပို့မယ်မင်းမပြောသည်သူ့ကိုယ်ရင်လွှမ်းခြုံထားသော ရှယ်အင်ကြီးကိုကျွန်တော်ထံပြန်ပေးလေသည်သူဝေထားသောအင်ကြီးမှာပါးလွာလှသဖြင့်စကားပြောနေခြင်းတွင်မှ ခြောက်သွေ့ခဲ့လေပြီနေတော်သည် တရွေ့ရွေ့ပင်ကုန်ခဲ့လေသည် ကျွန်တော်သည်ကြောင်းစရာလောက်ရန်မယူရဲပဲကျူတာလောက်ခဲ့ရမှာ MA ဆက်၍ဖြင်းမိလျက်သားဖြစ်ကကြောင်းမပင်လက်ထောက်ကတိကဘဝဖြင့်ကျင်လေ၍နေရလေသည်နည်းနည်းခင်းညနေခင်းတို့၌ကျွန်တော်ဤဇနီးသားသမီးတို့နှင့်တော်၎င်းတယောက်တည်းတော်၎င်းအင်းအားကံဘတ်တို့လမ်းလျှောက်ထွက်မိလေတိုင်းအဆိုပါကျောင်းသူမင်းကလေး၏အသက်ကိုကယ်ခဲ့ရသည့်အဖြစ်ကို ပြန်လေသတိရမိလေသည် ကျွန်တော်ဒီထိုနေ့ကမိမ့်မပြူအားကျောင်းဆောင်ရောက်လိုက်ဖို့ပြီးသည့်နောက်တွင် ထိုမိမ့်မပြူအားစာသင်ခန်းများ၌ရှာဖွေမိခဲ့လေသည် သို့တော်မတွေ့ခဲ့ချေသူနေသောကျောင်းဆောင်သို့တွားရောက်မေးရန်ကြံမိတော်လေမိမ့်မပြူအမိကိုမသိသည်ကတကြောင်အခြားကျောင်းသူတို့၏အထင်မြင်လွဲမှုခံရမည်ဆိုသည်ကတကြောင်ကြောင့်မမေးခဲ့ချေကျောင်းမှထွက်သွားလေပြီဟုသာသဘောထားခဲ့လေသည် ထိုမိမ့်မပြူနှင့်တွေ့ဆုံဖြစ်ပျက်ခဲ့ရသည့်နေ့ကိုကစိတ်ထဲတွင် မေးပြောက်၍မရနိုင်ပေ။ဤအတွင်းကျွန်တော်သည်မိမိချစ်သူတို့နှင့်တွေ့ဆုံရကာအကျဉ်လင်များဖြင့်ပေါင်းသိမ်းကြပြီးသားသမီးများပင်ထွန်ကားခဲ့လေပြီ။နှစ်နှစ်ချီ၍ပြောပါကခုနှစ်နှစ်ပင်ကြာခဲ့ချေပြီ။လွန်ခဲ့သော တနင်္ဂနွေနေ့ကမူကျွန်တော်သည်သားအကြီးဆုံးနှင့်အတူရွှေဒဂုံစေရီတို့ဖျားဖူးလာရင်ဂျင်းပြင်းပေါ်တွင်လှဲ့လေ၍နေစဉ်အဆိုပါမိမပြုံနှင့်မျက်နှာချင်းဆိုင်တွေ့ရလေတော့သည်။မိမပြုံမှလွန်ခဲ့သည့်ခုနှစ်နှစ်ကကဲ့သို့ပင် လှပစုပ်ပြေမြဲပင်ရှိလေသည်အသားရေတို့မှဝါဝင်းနေမြဲဖြစ်ကောင်းမျက်လုံးရောင်ကလည်းတောက်ပြောင်နေစေပင်ဖြစ်လေသည်သို့တော်သူသည်တယောက်တည်းမဟုတ်ချေသူ၏နဘေးတွင် လေးနှစ်ရွယ်မင်းကလေးတယောက်နှင့်နှစ်နှစ်ကျော်ကျော်ယောက်ျားလေးတယောက်လည်းပါပေသည် ကျွန်တော်သည်ယင်းတို့ကို အတော်ခက်လန်းလန်းမှပင် မြင်သဖြင့်အနည်းသို့ရောက်လာပါကနှုတ်ဆက်ရန်အတွက်မျက်နှာကိုပြင်၍ထားခဲ့လေသည်မိမပြိုသည် ကျွန်တော်ကိုမမြင်သေးခင်က သူ့ဘေးမှလူရွယ်နဲ့ရေရွှင်ပြုံးကပြောဆိုရင်းတားငယ်ကိုလက်ဆွဲရလာနေတော်လေကျွန်တော်ကိုမြင်သည်နှစ်တပြိုင်နက်မျက်နှာပြက်သွားကခေါင်းကိုငုံရှိုးပစ်လိုက်လေသည်ကျွန်တော်သည်အံအားသင့်စွာဖြင့်သူ့အားငေးကြည့်ရင်ရက်နေမိပါသည်သူတို့တွေသည်စကားတပြောပြောနှင့်ကျွန်တော်အနီးမှပင်ဖြတ်သွားကြပါသည်စကားပြောနေသူမှာသူ့လူသားလင်ဖြစ်ပါသည်သူကမူစကားလဲတခုံးမျှမစိုးဦးခေါင်းကိုလည်းမမော့ပဲခြေလမ်းမမှန်တမှန်ဖြင့် ျွန်တော်အနီးမှ ဖြတ်သွားလေသည်ယုတ်တရက်တော့ထုံမဲမပြောသည်ကျွန်တော်ကိုမှတ်မှတ်မိတော့ကြဟုထင်မိပါသေးသည်ကျွန်တော်သည်သူ၏အသက်သခင်ယေရှုရှင်ဖြစ်ပါသည် ကျွန်တော်သာထိုနေ့ကသူ့အသက်ကိုမကယ်ခဲ့လင်သူသည်သူချစ်မြတ်နိုးလှစွာသောဤယောက်ျားနှင့်လည်းတွေ့ရမည်မဟုတ်ပါသူချစ်မြတ်နိုးလှစွာသောဤသားဤသမီးတို့နှင့်လည်းတွေ့ရမည်မဟုတ်ပါ ကျွန်တော်ကယ်ခဲ့သောကြောင့်သာဤလင်ဤသားဤသမီးတို့နှင့်ဤကဲ့သို့ သွာလာနေနိုင်ခြင်းဖြစ်ပါသည်ဒုစင်လျက်ကျွန်တော်ကဲ့သို့သောအတ္တသခင်ကိုသူသည်မျက်နှာချင်းဆိုင်တွေ့ခိုက်တွင် အဖေးကြောင့်နှုတ်မဆက်ဖေးမတိကြိုးကြုံပြု၍နေလေသနီသို့မဟုတ် ကျွန်တော်ကပင် လူမှားလေသလုံးကျွန်တော်သည်ပုံမို့၍တေးကြောင့်သူ၏ခန္ဓာကိုယ်နောက်ပိုင်းကိုပလန်း၍ကြည်လိုက်မိဤစရုံဤလက်ပြင်ဤကြောပြင်ဤတင်ဤခြေလန်းတို့သည်ကျွန်တော်မြင်ဖူးခဲ့သောအသွင်ပြင်အတိုင်းပါတကားကျွန်တော်လူမမပါ တို့စင်လျက်သူသည်ကျွန်တော်ကိုအဖဲကြောင့်နှုတ်မဆက်ဘဲနေလေသည်။မိမပြောသည် တသက်တခါစွဲခဲ့ကြရစမြဲဖြစ်သောဝက်သက်ကြောက်ဖြူနာကိုလွန်မြောက်ခဲ့လေပြီတကား။တန်းဆွေမိတ်ဆွေများခမအခုဆိုရင်တော့1959ခုအောက်တိုဘာလထုတ်ကျွမဝမဂဇင်းတွင်ပါဝင်ခဲ့ရယ်။စာရေးသူတန်းဆွေရေးသားထားတဲ့တသက်တခါလို့နာမည်ရတဲ့ဝိထုတိုကိုဖတ်ပြလို့ပြီးဆုံးခဲ့ပြီပဲဖြစ်ပါရယ်။ အခုလိုမျိုးနားထောင်ပေးခဲ့ကြတဲ့မိတ်ဆွေအပေါင်းကိုလည်းကျွန်တော်ရဲ့ Listeners Heaven Channel ကနေအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာမိတ်ဆွေတွေအားလုံးလည်းတာယာရေးချမ်းတဲ့နေ့ကလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့စွန့်မွန်ကောင်းတောင်းပေးလိုက်ရပါရခင်ဗျာ